စန်တီယာတဲမိုင်းတစ်ခုမှာအလုပ်ကျိုးစားနေတဲ့အသက်25နှစ်အရွယ်လူငယ်လေးတဦးပါဝင်ငွေမများပေမဲ့သူ့ရဲ့မိခင်ကိုအမြဲတရိယာဒီတခါတရံလက်ဆောင်လေးတွေပို့ပေးလေးရှိပါတယ်ဒါပေမဲ့ရုတ်တရက်ပို့ဆောင်ကားတွေတက်သွားတော့စန်တီပေးမနိုင်တော့ပါဘူးဒါကြောင့်ပို့မဲ့ပစ္စည်းတွေကိုချော်ချပြရကနေနောက်ဆုံးမှကွတ်ကီးမုန်သုံးလုံးပဲကျန်တော့တယ်ဒါပေမဲ့တာဝန်ခံကအဲ့ဒီဟာကအရေးမကြီးပဲအ ਨੇ ဆုံးပို့ဆောင်ကားက50 watt ပြီးအဲ့ဒီပမာဏကိုသူမတက်နိုင်ဘူးလို့ပြောပါတယ်စိတ်ဖြတ်အားငယ်စွာနေစန်တီကွတ်ကီးတွေကိုစားပြစ်လိုက်တယ်အဲ့ဒီနောက် ထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေတဲကတဦးရဲ့ဟောပြောပွဲရှိတယ်ဆိုတာကိုသူမြန်လိုက်တယ်။ကျမ်းသားတွေအတွက်ပဲဖြစ်ပေမဲ့စန်တီတက်ရဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီမှာစင်းရတဲ့ဘဝကနေလာခဲ့ပေမဲ့အခုထိုင်းရဲ့အချမ်းသာဆုံးသူတွေတဲကတဦးချစ်နေတဲ့မစ္စတာကာနင်နဲ့ဆုံတွေ့ခဲ့ပါတယ်။မစ္စတာကာနင်ကချမ်းသာခြင်းရဲ့အတန်းရဲ့ပထမဆုံးဖြစ်ရမယ်လို့ပြောပါတယ်။စန်တီကငွေမရှိဘဲဘလို့ပထမဆုံးဖြစ်နိုင်မလဲလို့မေးတဲ့အခါမစ္စတာကာနင်ကလေထဲမှာပတ်စံတွေရှိတယ်။မင်းရောင်ပဲရှာအမှာလို့ပြန်ဖြေတယ်။ အဲ့ဒါကလူတိုင်းတစ်ခုခုလိုအပ်နေတယ်ဆိုတာကိုဆိုလိုတာဖြစ်ပြီးအဲ့ဒီပစ္စည်းကိုဘလို့ရောင်းမလဲဆိုတာပဲရှာဖွေရမှာပါတင်နန်းဆရာကငါ့မှာဘာလို့နေလဲမင်းတို့စဉ်းစားကြည့်လို့ပြောတဲ့အခါအခြားသူတွေကနိုင်ဖုံကားဖြေနေကြရာစန်တီကဆရာထိုင်ခွင့်လိုမှာပေါ့ဆိုတော့ဆရာကအဲ့ဆိုမင်းထိုင်ခွင့်ဘလို့နဲ့ရောင်းမလဲဆိုတော့တတော့လို့ဖြေတယ်ဆရာကညာလို့နဲ့အခြားရောင်းမဲ့သူရှိလားဆိုတော့အပြန်ဆိုင်ဈေးလျှော်ပြောကြတယ်စန်တီကအဲ့ဆိုရင်ဒီမှာရှိတဲ့ထိုင်ခွင့်အားလုံးပိုင်ရင် ရောင်းတဲ့ဈေးနဲ့ယူရမှာပေါ့လို့ ရရဲ့အင်းရင်ပြင်ပြောတယ်။ဒီစကားကဆန်တီရဲ့စိတ်ထဲမှာအကြီးကျယ်နိုးကြမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဆန်တီရဲ့ရဲညင့်မှုကိုမြင်တဲ့အခါမစ္စတာကန်နန်ကသူ့နာမည်ကိုမေးလိုက်တယ်။အလုတ်ပြန်ရောက်တော့ဆန်တီဟာအရင်လူမဟုတ်တော့ပါဘူး။သူအလုတ်လုံနေတဲ့တဲမိုင်းကိုကယ်တင်ဖို့စိတ်ကူးတစ်ခုရနေခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဝယ်သူတွေကမျှတတဲ့ဈေးနှုန်းမပေးချင်လို့ပါ။ဒါပေမဲ့ဆန်တီကလက်ဝါးကြီးအုပ်ဖို့စရာကိုနားလေခဲ့တယ်။ကုန်ပစ္စည်းအလုံးကိုကိုကပိုင်ဆိုင်ထားရင်ကိုလိုချင်တဲ့ဈေးကိုတတ်မှတ်လို့ရတယ်။နောက်တစ်ချက်ဝယ်သူနဲ့တွေ့တဲ့အခါ စန်တီကတခြားတဲမိုင်းတွေအားလုံးနဲ့မဟာမိတ်ခွဲလိုက်ပြီးထုတ်ကြောင်းနဲ့သူတို့တောင်းတဲ့ဈေးကိုပေးရမယ်မဟုတ်ရင်ဘာမှရောင်းမှာမဟုတ်ဘူးလို့ပြောလိုက်တယ်ဝဲသူကတခြားပြည်နယ်မှာသွားဝယ်မယ်လို့ချိန်ချောက်ပေမဲ့စန်တီကအဲ့ဒါဆိုရင်ကုန်ကြစည်းဤတွေပိုများသွားပြီးသူတို့တောင်းတဲ့ဈေးတွေပိုကုန်မယ်လို့ပြောလိုက်တယ်အဲ့ဒီလိုနဲ့သဘောတူညီမှုကိုအောင်မြင်စွာရရှိခဲ့ပါတယ်သူတထေကဝမ်တာပြီးစန်တီရဲ့ဝယ်ငွေကိုဆဲဆတိုးဖေးလိုက်တာဖြင့်မိုင်းရမိုင်းနေကြအဖြစ်လဲခန့်အပ်လိုက်ပါတယ်စန်တီကကျေးဇူးတင်ပေမဲ့ပိုလိုချင်တာကြောင့်လက်မခံနိုင်ဘူးလို့ပြောပါတယ်တထေကသူမှဆက်လောင်းမှုရှိတယ်လို့ပြောတဲ့အခါ စန္ဒီကသူဟာဖနာမရှိတဲ့ဆင်းရဲတဲ့မိသားစုကနေဂရီဖျင်းသွားစုဖြစ်ပြီးစားရှင်ရင်ရှားဖွေရသူဖြစ်ကြောင်းဆင်းရဲတာကိုရိုးသွားပြီလို့ပြန်ဖြေပါတယ်။သူကအရာအားလုံးကိုဆွလစ်ဖူစီတင်နေပြီ။ဒါကြောင့်သူတထေးကိုငွေ1ကီလိုပေးရင်အနေပြက်စီဝါရေးစီမံကိန်းတစ်ခုပေးမယ်လို့ပြောလိုက်တယ်။တထေးကဝမ်းသာစွာလက်ခံပြီးစန္ဒီလည်းပထမဆုံးရတဲ့ငွေနဲ့အတူမြို့ကိုထွက်ခွာခဲ့တယ်။ပထမဆုံးရတဲ့အခါကနေမိခင်ကိုကိုကီးအများကြီးပို့ပေးခဲ့တယ်။မိခင်ကသူ့ပစံဖြိုးပြီးမနဲ့လို့ပြောပေမဲ့သူကယာရုတိုးပြီးငွေအများကြီးရနေပြီလို့ပြောလိုက်ပါတယ်။ အရင်လောက်ကတော့ထွက်ခဲ့ပေးမှစူးစမ်းရင် empire တခုတည်ဆောင်နိုင်မယ်လို့သူယုံကြည်ခဲ့ပါတယ်။သူကခကြီးသွားရဲထမ်းညွန့်တူနဲ့အလုတ်စတင်လုပ်ခဲ့ပြီးတန်းနံတမြတင်ယူကငွေစုလာခဲ့ပါတယ်။ဒါပေမဲ့အလုတ်အများဆုံးလုတ်တဲ့သူကအမြဲတမ်းဝင်ငွေအကောင်းဆုံးမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုသဘောပေါက်လာခဲ့တယ်။ကန်ကောင်းစွာနဲ့တနေ့မှသူကအချမ်းသာဆုံးဖောက်သည်တွေကိုဝန်ဆောင်ပေးပြီးတလတ်မှစန်တီတနစ်စာဝင်ငွေဟပ်နေတဲ့ VIP ရဲထမ်းညွန့်ဂျင်မီနဲ့ဆုံတွေ့ခဲ့ပါတယ်။စန်တီကဂျင်မီနဲ့ပူးပေါင်းခြင်းပဲမဲ့ဂျင်မီကလွယ်တယ်လို့ပြောတယ်။ ဒါနေမဲ့ ਨੇ သူအရှိရပတ်စံအလုံးဘတ်ငါးတန်းကိုပေးမယ်လို့ဝင်ခွင့်တောင်းခဲ့တယ်။သူပထမဆုံးချမ်းသာတဲ့ပုတ်တဲနဲ့တွေ့တဲ့အခါအချင်းနေနေမလွယ်ဘူးဆိုတာကိုသိလိုက်တယ်။ဖောက်တဲကသူ့ချစ်တဲနဲ့မဲ့အယုံဆိုင်နေတဲ့စန်တီစကားကိုမနားထောင်ချင်ပါဘူး။နောက်ပိုင်းချစ်သူကအယောင်ထူချတဲ့နှုတ်ပြင်သူချောင်းရှာပေးနိုင်တယ်။တိုက်အခန်းကိုရောင်းဖို့ကူညီပေးမယ်လို့ပြောပါတယ်။စန်တီလည်းနှုတ်ခန့်ကြီးရောင်းကောင်းကောင်းရှာရင်အရန်လာတဲ့မိန်းကလေးတရားကိုတွေ့ပြီးသူ့နှုတ်ခန့်ကြီးကိုဝေမယ်လို့ကန့်လန့်တယ်။အစပိုင်းမှာမရောင်းချင်ပေမဲ့စန်တီကနှစ်စားပေးမယ်လို့ပြောပြီးဝဲခဲ့တယ်။ စန်ဒီကနိုကန်နီဗိုအကြီးမပေးနိုင်တဲ့အတာအကျုံွေပေးပြီးညနေမှကျန်းတာပေးမယ်လို့ပြောကထိုမင်းကလေးကိုနောက်တစ်ကြိမ်တွေ့ခွင့်ရဖို့ကြိုးစားခဲ့တယ်။သူဖောက်တန်ကိုဟိုတယ်ပို့ပြီးတဲ့နောက်ဖောက်တန်ကနောက်ဆုံးအကူညီနေနဲ့သူ့ကိုပြစ်တဲ့အဖြစ်နေခိုက်တယ်။စန်ဒီကမသိတော့ဘူးလို့ညင်ပေမဲ့ဖောက်တန်ကသူ့ရဲ့စိတ်ကူးညင်မှုကိုဖိစီးပေးတဲ့တိုက်ခိုင်းဝင်မယ်လို့ပြောတယ်။ဒါပေမဲ့စန်ဒီပြထားတဲ့တိုက်ခိုင်းပုံတွေကိုဖောက်တန်ကဘယ်သူမှဝင်မှာမဟုတ်ဘူးလို့ပြောတယ်။ဂျီမီကသူ့ကိုအလင်းညာအစိုးဆုံးတီးနေရတွေကိုပေးခဲ့တာဖြစ်တယ်။ဖောက်တန်က သုံးစားပေးငယ်သူ့တငယ်ချင်းတွေကိုလည်းမိတ်ဆက်ပေးမယ်လို့ပြောလာတာကြောင့်စန်ဒီဖောက်တန်လိုအပ်တာကိုလှုပ်ပေးလိုက်တယ်။နောက်နေ့မှာနော်ခန်းနီဝေလခဲ့တဲ့မိန်းကလေးကထွက်သွားပြီးဖြစ်ပြီးအဲဂျိုဂနီတစင်စန်ဒီကိုလိန်လေသူအဖြစ်ဆွဆွဲထားတဲ့စာတစောင်ချန်ထားခဲ့တယ်။အချိန်နိုင်ခဲ့ကြပြီနောက်စန်ဒီဟာတိုက်ခန်းတွေရောင်ဖို့တရုတ်နိုင်ငံကိုခရီးထွက်ခဲ့တယ်။ပါတီပွဲတစ်ခုမှာမစ္စတာခါနင်းကိုတွေ့ပြီးမဲ့သူကတတိမရသလိုဖြစ်နေခဲ့တယ်။တရုတ်ဖောက်တန်ကသူ့ကိုတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးပြီးကတင်းပေါ်ကစွမ်းတော်ကြီးအကြံပြောခိုင်းပြီးမဲ့ စင်ဒီကနားမလေပဲတိုက်ခန်းဒီကဲမှန်မိတယ်ဒီတော့တရုတ်တွေကမကျေနပ်ဖြစ်ပြီးနားမထောင်ကျင်ကြဘူး VMB ဖောက်တန်ကပျော်ကျင်စိတ်မရှိရင် plan ပါလို့ပြောတော့စန်တီကအလုံးလို့ဖို့လာတာလို့ပြန်ဖြေတယ်တရုတ်ဖောက်တန်ကစိတ်ကုန်ပြီးတနာလို့တခန်းဝေပြီးဖို့အတွက်ဝိုင်းခွတ်တုံးခွတ်ဆက်တိုက်တော့ဖို့စင်ခေါ်တယ်စန်တီကသူ့ရဲ့တနာချင်းကိုမလိုချင်ပေမဲ့လောင်းကစားလို့ဖို့ဆုံးဖြတ်လိုက်တယ်ခွတ်ရဆိုင်တောင်းရင်တိုက်ခန်းနဲ့စင်ဝေရမယ်တရုတ်ဖောက်တန်ကပိုပြင်းတဲ့အရက်သမျိုးကိုထောက်လိုက်တယ်စန်တီအယူမှုတောက်ခဲ့တယ် မစ္စတာခါနင်ကသူ့ကိုကူညီဖို့ရေးတံပိုးတွေပို့ပေးခဲ့ပေမယ့်အကူအညီယူရင်လောင်းကစားပြက်ပြဲမယ်လို့တရုတ်ဖောက်တန်ကပြောတယ်။ခွက်ဆယ်ခွက်အကြမှာစန်ဒီမိတ်လဲသွားခဲ့တယ်။ဖောက်တန်ကသူ့ကိုရေးတဲ့ထဲလိုက်တော့စန်ဒီဟာသူ့ရဲ့မူလဘဝကိုပြန်တည်ရသွားခဲ့တယ်။သူပြန်ထလာပြီးအရက်တွေကိုတခါတည်းမောချလိုက်တာကြောင့်နောက်ဆုံးမှလုံးဝမေ့မြော်သွားခဲ့တယ်။နောက်နေ့မနက်မှာယူတိုင်းထွက်သွားကြပြီ။တရုတ်ဖောက်တန်ကသူ့ကိုဖုံးဆက်ပြီးစူးပေးမယ်။ပြောစရာကောင်းတယ်လို့ပြောပြီးသူ့ခွေးပကံကိုပို့ခိုင်းလိုက်တယ်။ အထူးပို့ယုံမှာစင်တီကတရုတ်နိုင်ငံရဲ့ဈေးနှုန်းတွေကအများကြီးတက်တာတဲ့ဆိုတော့ကိုတတိထားလိုက်မိတယ်။ဒီလုပ်ငန်းဟာရွှေဦးဦးတဲ့ကြမ်းမှထစ်တယ်လို့သူ့ကောင်ထဲမှာမီးလင့်လင်းသွားခဲ့တယ်။နိုင်ငံကိုပြန်ရောက်တော့မစ္စတာခိုင်းနင်းကသူ့ကိုမှတ်မိပြီး ပထမတန်းလျင်လက်မှတ်ဝေပိတ်ခဲ့တယ်။စင်တီမှာတတိရှိလို့အလုတ်ခန့်ချင်တယ်လို့ပြောပေမဲ့စင်တီကငင်းပယ်လိုက်တယ်။သူဟာဘသူအတော်မှအလုံးမလုချင်တော့ပဲသူကိုယ်လည်းစီးပွားလေးစိတ်ကူးရှိပြီးပထမသူထစ်ချင်နေပြီ။မစ္စတာခိုင်းနင်းကသူ့ရောင်းနဲ့တိုက်ခန်းအလုံးကိုဝေပြီး ူးစိတ်ကူးကိုနားထောင်ခဲ့တယ်။ Sandy ကတရုတ် Express ဖို့ဆောင်ရေးစနစ်ကိုထိုင်းမှာအကောင့်ထဲဖို့ဖို့အရန်ပေးလိုက်တာကြောင့် Mr. Carning ကလည်းကောင်းတဲ့စိတ်ကူးဆိုပြီးသဘောတူတယ်။နှစ်ဦးသောအတူတူစတင်အလုပ်လုပ်ခဲ့ကြတယ်။